အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ကြောက်စရာဖြစ်ပျက်တစ်ခုကိုပြောပြခြင်းပါတယ်ကျွန်တော်တို့ကြောင်းကပုံမှန်ပါပဲတောက်ပါတဲ့စင်ကြံလန်းတွေပုံမှန်အတန်းခန်းတွေနဲ့တခြားဘာမှထူးဆန်းတာတော့မရှိပါဘူးဒါပေမဲ့နှစ်တွေကြာလာတဲ့အခါမှာထူးဆန်းတဲ့ဇလန်တချို့တော့ပြောစမှတ်ဖြစ်ခဲ့ပါတယ်လွန်ခဲ့တဲ့တချိန်ကဖြစ်ခဲ့မှုတဲ့ခိုးမှုတစ်ခုအကြောင်းလည်းရှိပါတယ်လူတယောက်ကအယောင်ဆောင်ပြီးကျောင်းထဲကိုဝင်လာခဲ့တယ်ကျောင်းသူတူဦးရဲ့နားကနေရွှေ20တန်ရံကိုဆွဲဖြုတ်ယူသွားခဲ့တယ်လို့ဆိုပါတယ် အဲ့ဒါဟာအမှန်တရားလားဒါမှမဟုတ်ကောလာဟာလတခုလားဆိုတာကျွန်တော်အခုထိမသိခဲ့ပါဘူးဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကိုဖြစ်ပြခဲ့တဲ့ဟာကဒီလိုပါအဲ့ဒီနေ့ကပုံမှန်နေ့တနေ့ပါပဲဒါပေမဲ့အလုပ်တွေအများကြီးလုပ်ရလို့ကျွန်တော်အရင်ပြင်းမနေခဲ့တယ်လို့တော့မှတ်မိနေတယ်နောက်ပိုင်းအတန်းတွေကနေပြန်လာပြီးစဉ်ကြံလန်းအတိုင်းကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်ခြောက်လာခဲ့ကြတယ်စဉ်ကြံလန်းတစ်ခုလုံးဟာလုံးဝလွတ်လပ်နေတယ်ဆရာဆရာမတွေမရှိသလိုကျောင်းသားကျောင်းသူတွေလည်းမရှိပါဘူးကျွန်တော်တို့နှစ်ယောက်တည်းပါ ။ချက်လာရင်းနဲ့ရုပ်တည်းရဲ့တရားရောက်ကကျွန်တော်တို့ကိုစောင့်ကြည့်နေသလိုမျိုးထူးဆန်းတဲ့ခံစားချက်တခုဝင်လာခဲ့တယ်။ပက်ပက်လေးကိုကြည့်လိုက်ခဲ့ပေမဲ့ဘသူ့ကိုမှမတွေ့ပါဘူး။အဲ့ဒီနောက်ဘေးနာက အတန်းတစ်ခုကိုသတိထားမိလိုက်တယ်။တကားကပိတ်ထားပြီးမိတွေပိတ်ထားပါတယ်။အခန်းတကားတိုင်းမှာတင်းငယ်တဲ့မှန်ပတင်းပေါက်လေးတွေပါပါတယ်။အဲ့ဒီကနေအတွင်းထဲကိုကျွန်တော်ကြည့်လိုက်မိတယ်။ကျွန်တော်ကအခုထိကြောက်လန့်နေသေးတဲ့အရာကိုမြင်လိုက်ရပါတော့တယ်။အတွင်းထဲမှာမိန်းကလေးတစ်ယောက်ရှိနေပါတယ်။သူက လုံးဝမလှုပ်မရှက်ရက်နေပြီး ကျွန်တော်ကိုတဲ့တဲ့စိုက်ကြည့်နေပါတယ်။သူမရဲ့သားရေကဖြူဖြော်ပြီးမိခိုရောင်နှီးပါရှိနေသလိုသူမရဲ့နားတွေကနေသွေးတွေယိုစီးကြနေပါတယ်။တစ်ဆက်ကံလောက်ကျွန်တော်မလှုံနိုင်ခဲ့ပါဘူး။သူမကကျွန်တော်ရဲ့ဝိညာဉ်ကိုတဲ့တဲ့စိုက်ကြည့်နေသလိုခံစားရတယ်။တငယ်ချင်းကဘာဖြစ်တာလဲလို့မေးပေမဲ့ကျွန်တော်ပြန်မပြေခဲ့ပါဘူး။သူလက်ကိုဆွဲပြီးပြေးခဲ့တာပဲကျွန်တော်တို့အတန်းနဲ့ရောက်တဲ့အထိစင်ကြံလန်းတစ်ချောက်အမြန်ပြေးခဲ့ကြတယ်ကျွန်တော်မျက်နှာနဲ့လက်တွေဟာရွှေရည်တွေနဲ့ဆိုးချွဲနေပါတယ်တကယ်ချင်းက ဘာလို့ဒီလောက်ကြောက်နေရတာလဲဆိုပြီးရှုပ်ထွေးစွာနဲ့ပဲဆက်မေးနေခဲ့တယ်။ကျွန်တော်မြင်ခဲ့ရတာကိုသူ့ကိုပြောပြလိုက်တဲ့အခါသူ့မျက်လုံးတွေဟာပြူကျဲသွားတယ်။အဲ့ဒီကြမှာကျွန်တော်ကိုဘိုက်ထဲကဥတွေအထိအေးဆက်သွားစေမယ့်အကြောင်းအရာတစ်ခုကိုသူပြောပြခဲ့ပါတယ်။မနေ့တုန်းကဆရာကအတန်းထဲကမထွက်ခင်မှာမိပိတ်ဖို့သူ့ကိုခိုင်းခဲ့ပါတယ်။ကျွန်တော်ကတော့အရှိကိုသွားခဲ့ပါပြီ။သူ့မိခလုတ်ကိုဖွင့်လိုက်တဲ့အချိန်မှာပဲသူ့မျက်လုံးတွေကိုတစ်ခုခုဝင်သွားတယ်လို့သူပြောပါတယ်။သူဟာအဲ့ဒီမိန်းကလေးကိုမြင်ခဲ့ရပါတယ်။ ဖြူဖြော်ပြီးမှောင်ထဲမှာရက်နေကနားတွေကနေသွေးတွေယိုစီးကြနေတယ်လို့ပြောပါတယ်။တငယ်ချင်းကကြောင်လန်ကြားနဲ့အတန်းတွေကပြေးထွက်ခဲ့ပြီးဘသူ့ကိုမှတော့မပြောပြခဲ့ပါဘူး။ကျွန်တော်ကကျွန်တော်အတွေ့အကြုံကိုမပြောပြခင်အထိသူမြင်ခဲ့ရတာကိုတခါမှမပြောပြခဲ့ပါဘူး။ဒီနေ့အထိကျွန်တော်တို့မပြေးပဲအဲ့ဒီမှာခဏလေးပူကြအောင်နေခဲ့မယ်ဆိုရင်ဘာဖြစ်မလဲဆိုတာကိုမတွေးမိနိုင်အောင်ပါပဲ။ဇလန်လေးကတော့ဒါပါပဲခင်ဗျာ။မိတ်ဆွေတို့ထင်ပါလေဒီလိုဇလန်မျိုးတွေရှိတယ်ဆိုရင် comment မှာရေးပြခဲ့လို့ရပါတယ်။ နားထောင်ပြီးခဲ့လို့အားလုံးကိုကျေးဇူးအများကြီး